ားလုံးပဲမင်္ဂလာပါကျွန်မကတော့ Great Trace Session ACU4 က 0YDGT ပဲဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်မကဒီစကားသင်ခဲ့တာရုပ်သုံးမှုဆိုရယ်စာမားလေးတစ်ခုနဲ့ပတ်သက်ပြီးတော့ဆွေးနွေးတင်ပြသွားမှာဖြစ်ပါတယ် PVN လေးသုံးပြီးကြည့်ပေးဖို့တောင်းဆိုပါရယ်နော်တော့မဆွေးနွေးခင်မှာပထမအဦးဆုံးအနေနဲ့ဒီစကားသင်္ကေတရရသုံးမျိုးနဲ့ပတ်သက်ပြီးတော့စာမိတ်ဆက်လေးကိုအရင်ဆုံးတွေ့ကြပါမယ် ဆမိတ်ဆက်အနေနဲ့ဆိုလို့ရှိရင်တော့ဒီစကားသင်္ကေတရရတော်မူကိုရေးခဲ့တဲ့သူကတော့ဆရာကြီးဒေါက်တာအောင်မြင်ဦးဖြစ်ပါတယ် ဒီစကားတင်နေတာရုပ်သုံးမှုကဆိုလို့ရှိရင်အမျိုးအစားအနေနဲ့ကတော့ဆောင်းပါးစကားပြဖြစ်ပြီးတော့ကောက်လုပ်ထားတာကတော့ဒီဆရာကြီးဒေါက်တာအောင်မြင်ဦးရဲ့စကားတင်နေတာရုပ်သုံးမှုကိုဒီသူတည်တနာစာရင်းကနေပြီးတော့မှကောက်လုပ်ထားတာပဲဖြစ်ပါတယ်။သူ့ရဲ့ရည်ရွယ်ချက်အနေနဲ့ကဆိုလို့ရှိရင်တော့ဒီစကားတင်နေတာရုပ်သုံးတာကဘာသာစကားဆိုင်ရာအကြောင်းရင်းငယ်တရက်နဲ့လူမှုဆိုင်ရာအကြောင်းရင်းငယ်၄ရက်တို့ပေါ်မှာမူတည်ကြောင်းကိုသိရှိစေနိုင်မှုအတွက်ရည်ရွယ်ထားတာပဲဖြစ်ပါတယ်။ ကျောစကားတင်ကြတာရောတုံးမှုဆိုတာကဘာလဲဆိုလို့ရှိရင်ဒီဘာသာစကားတစ်မျိုးကိုအခြေခံအားဖြင့်သုံးစွဲနေတဲ့အချိန်တွင်မှာတခြားဘာသာစကားရဲ့ဒီတစ်မျိုးတခြားဘာသာစကားတစ်မျိုးအစိပ်ပိုင်းကိုရောနှောပြီးတော့အသုံးပြုရတာဖြစ်ပါတယ်။အများဆုံးနေနဲ့အဲ့လိုမျိုးရောနှောအသုံးပြုတာကစကားလုံးတွေဖြစ်တတ်ပြီးတော့တစ်ခါတလေမှာဆိုရင်ပုတ်စုတွေနဲ့ပြီးတော့သူ့ထက်ကြီးရဲ့ unit တွေဥပမာဝက်ကြရေပေါ့နော်အဲ့လိုမျိုးလည်းဖြစ်နိုင်ပါတယ်။ဒီနေ့မှဆိုလို့ရှိရင်တော့ကျွန်မကဒီစကားတင်ကြတာရောတုံးမှုရဲ့အလေးချိန်ကနံပါတ်ထဲကမှာ ဒီမွေးစားစကလုံးနဲ့စကားတင်ကြတာမိတို့ကွဲပြားခြားနာတဲ့နိတတကဝကြများအသုံးပြုပြီးတုံးသက်တင်ပြပါဆိုရက်ဒီမေးခွန်းနဲ့ပတ်သက်ပြီးတော့ဆွေးနွေးတင်ပြတော့မှာဖြစ်ပါတယ်။ဆိုတော့ပထမအဆုံးအနေနဲ့ဒီစကားတင်ကြတာဆိုတာဘာလဲဆိုတာနဲ့ပတ်သက်ပြီးတော့အရင်ဆုံးစတင်ပါတယ်။ စကားတင်ငေတာရောတုံးမှုကိုဆိုလို့ရှိရင်ခုနကတော့ရှေ့မှာပြောခဲ့ဆရာကြီးရဲ့ရည်ရွယ်ချက်အတိုင်းပဲဒီစကားတင်ငေတာရောတုံးမှုမှာဆိုရင်ဘာသာစကားဆိုင်ရာအကြောင်းရင်းခံက၁ရက်နဲ့လူမှုဆိုင်ရာအကြောင်းရင်းခံက၄ရက်ဆိုပြီးတော့စုစုပေါင်းအကြောင်းရင်းခံက၅ရက်ရှိပါတယ်။ဒီဘာသာစကားဆိုင်ရာအကြောင်းရင်းခံ၁ရက်ကဘာလဲဆိုလို့ရှိရင်တော့ဘာသာစကားထိတွေ့မှုပဲဖြစ်ပါတယ်။ဒီဘာသာစကားထိတွေ့မှုဆိုတာကကြာတော့ဘာသာရေးတွေနိုင်ငံရေးတွေပြီးတော့စီးပွားရေးပညာရေးနဲ့လူမှုဆက်ဆံရေးစတဲ့အကြောင်းမျိုးမျိုးကြောင့်ပေါ့နော်အဲ့ ကြောင်မျိုးမျိုးတွေကတခုမဟုတ်တခုလိုမျိုးလူဖွဲ့စည်းတခုခုနဲ့ထိတွေ့ရနေရမှာဆိုရင်ဘာသာစကားချင်းထိတွေ့မှုကဖြစ်ပေါ်လာပါတယ်။ပြီးတော့နောက်ထပ်အနေနဲ့ကဒီလူမှုဆိုင်ရာအကြောင်းရင်းကလေးရက်လူမှုဆိုင်ရာအကြောင်းရင်းကလေးရက်ကတော့ဒီမှာပြထားတဲ့အတိုင်းပဲဘာသာရေးနိုင်ငံရေးနေထိုင်ရာဒေသနဲ့လူမှုအလွာပဲဖြစ်ပါတယ်။ဆက်လက်ပြီးတော့မှဒီလူမှုဆိုင်ရာအကြောင်းရင်းကလေးရက်နဲ့ပတ်သက်ပြီးတော့အကျယ်တဝင့်ပြောပြပေးသွားမှာမယ်။ ဒီလူမှုဆိုင်ရာအကြောင်းရင်းက၄ရက်ထဲကမှပထမအဆုံးတစ်ခုဖြစ်တဲ့ဘာသာရေးပေါ့နော်ဒီမြန်မာနိုင်ငံမှာဆိုလို့ရှိရင်ဒီမြန်မာဘာသာစကားကဘာသာရေးကိုအကြောင်းပြုပြီးတော့ပါဠိဘာသာနဲ့အများဆုံးထိတွေ့ပါတယ်ဥပမာခုအဲကျမတို့မြန်မာစကားပြောနေတဲ့ နည်းစကားရဲ့မှာဆိုလို့ရှိရင်လည်းတချို့စကားလုံးတွေကပါဠိဘာသာကနေဆင်းသက်လာတဲ့စကားလုံးတွေဖြစ်ကြပေါ့နော်ဒီမှာဥပမာအနေနဲ့တာရကအနေနဲ့ပြပြပါမယ်ဝကြရကဆိုလို့ရှိရင်တော့ပထမဆုံးတစ်ခုကဒီကိစ္စကိုအနုလုံပဏိလုံစဉ်းစားဖို့လိုရဲဆိုတဲ့အကြောင်းပေါ့နော်ဒီမှာဆိုလို့ရှိရင်အနုလုံပဏိလုံဆိုတာကသူကပါဠိဘာသာစကားဖြစ်ပြီးတော့သူ့ရဲ့အတိတ်ကအစကနေအဆုံးအဆုံးကနေအစအပြန်အလှန်ဆိုပြီးတော့ သဘောရရပေါ့နော်ဒီမှာဆိုလို့ရှိရင်ဒီစာကြောင်းကဒီကိစ္စတစ်ခုကိုသူကအစအနေအဆုံးအဆုံးအနေအစပြန်လဲပြီးတော့စဉ်းစားဖို့လိုရဲဆိုတဲ့အထိပယ်နဲ့ပြောထားဖြစ်ပါတယ်ပြီးတော့နောက်တစ်ခုကကြတော့အာရောဂျန်ပရမလာပဲကျမ်းမာခြင်းဒီလက်ကြီးတစ်ပါးလို့ဆိုနိုင်ပါတယ်ဒီအာရောဂျန်ပရမလာပဲဆိုတာကပါဠိဘာသာစကားဖြစ်ပြီးတော့ဒီစကားလုံးကဆိုလို့ရှိရင်ဒီမြန်မာနိုင်ငံကလူတွေအားလုံး ਨੇ လဲဆိုလို့ရှိရင်တော့အရင်းနှီးနေပြီးသားဖြစ်တဲ့ပါဠိဘာသာစကားတစ်ခုပဲဖြစ်ပါတယ်ပြီးတော့ဒီလူမှုဆိုင်အကြောင်းရင်းငံလေးရတဲ့ကဒုတိယအချက်ဖြစ်တဲ့နိုင်ငံကြီး ဒီမြန်မာလူ့ဘဝအစည်းအဝေးဆိုလို့ရှိရင်အရင်ခေတ်တွေကကိုလိုနီလောက်မှာကျရောက်ခဲ့တဲ့အတွက်နိုင်ငံရေးအရာရောပြီးရင်လွတ်လပ်ရေးအရာပြီးရင်နောက်ပိုင်းမှာဆိုလို့ရှိရင်လည်းစီးပွားရေးပညာရေးပြီးတော့နိုင်ငံတကာဆက်ဆံရေးစတဲ့အကြောင်းမျိုးမျိုးကြောင့်ပေါ့နော်အင်္ဂလိပ်စာစကားနဲ့အများဆုံးထိတွေ့ကြပါတယ်တော်တော်ကအနေနဲ့ဆိုလို့ရှိရင်တော့ဥပမာဒီဒီ hotel က facility မကောင်းဘူးပြီးသူကြည့်ရတော့တော်တော် fee ဖြစ်နေပုံရတယ်ဒီမှာဆိုလို့ရှိရင်ဒီ sanders တွေဝကြရဲမှာ ်အင်္ဂလိပ်စကားဖြစ်တဲ့ဒီ facility တို့ fees တို့ကိုထပ်သွင်းပြီးတော့တုံးထားတာကိုတွေ့မြင်ရမှာဖြစ်ပါတယ်။နောက်ထပ်ဒီလူမှုဆိုင်ရာအကြောင်းရင်းငယ်အနေနဲ့၃ချက်မြောက်စုစုပေါင်းအကြောင်းရင်းအနေနဲ့ဆိုရင်တော့၄၀မြောက်လို့ပြောလို့ရပါဘောနော်။အဲ့ဒီချက်ကဆိုလို့ရှိရင်တော့နေထိုင်ရာဒေသဒါကဆိုလို့ရှိရင်တော့ဒီဘာသာစကားအသုံးပြုတဲ့လူရဲ့နေထိုင်ရာဒေသနဲ့ သူ့ရဲ့တက်နေထိုင်ရဲ့ data နဲ့သက်ဆိုင်နေပေါ့နော်ဘယ်လိုမျိုးလဲဆိုလို့ရှိရင်မြို့ပြမှာပို့ပြီးတော့အခင်မီတိုတက်တာဖြစ်တဲ့အတွက်မြို့ပြမှာပေါ်လာတဲ့ကိစ္စရဲ့အစ်စ်တွေရှိလာတဲ့အခါမှာဆိုလို့ရှိရင်အဲ့လိုကိစ္စရဲ့အစ်စ်တွေအတွက်ကကိုယ်ပါတာစကားမှာတုံးနေတဲ့ဝါဟာရကမရှိဘူးဆိုလို့ရှိရင်တခြားသောတခြားဘက်ကစကားကိုယူငင်ပြီးတော့ရောနှုတ်တော့မိကြပါတယ်။အဲဒါကြောင့်မို့လို့ဒီကျေးလက်ဒေတာထက်မြို့ပြဒေတာတွေမှာဆိုလို့ရှိရင်စကားတင်ဒေတာရောတော့တာပို့ပြီးတော့အများကြီးပေါ့နော်။ ဥပမာအနေနဲ့ဆိုရင်ပထမဆုံးစားကြောင်းကတော့ဒီကိုနိုမီယန်နေတအားစီးကြီးရပဲဒီကိုနိုမီယန်ဆိုရဲကိုနိုတိုက်ခန်းကကြတော့မြို့ပြရင်မှာပဲရှိပြီးတော့ဒီကျင်းလက်ဒေတာရင်မှာဆိုလို့ရှိရင်မရှိဘူးပေါ့နော်အဲ့ဒါကြောင့်မို့လို့ဒီစကလုံးကဆိုလို့ရှိရင်မြို့ပြဒေတာရင်မှာဆိုလို့ရှိရင်အပြောလို့မရှိပဲနဲ့အကျင်းလက်ဒေတာရင်မှာဆိုလို့ရှိရင်ပြောလို့မရှိပဲနဲ့မြို့ပြဒေတာရင်မှာပဲပြောလို့ရှိပါတယ်ဒါကြောင့်မို့လို့ဒီနေထိုင်ရာဒေတာပေါ်မှာလည်းမူတည်ပြီးတော့ဘာသာစကားအသုံးပြုရတယ်ဘာသာစကားဒီမှာဆိုလို့ရှိရင်စကားတင်ငတိုင်းရောသုံးလာရည်လဲပုံများလာပါတယ် ပြီးတော့နောက်တစ်ခုအနေနဲ့ဒီအဲစင်ကာပူကို shopping သွားမှု passport လုပ်ရင်ဒါမျိုးဆိုလို့ရှိရင်ဒီ passport လောက်ကြာရေးဆိုတာက JLT data ထဲမျိုးပြမှာပို့ပြီးတော့အဲအသုံးပြုရများရဲ့အဲဒါကြောင့်မလို့လူမျိုးနေထိုင်နေတာပုံမှာမူတည်ပြီးတော့မျိုးပြ data တွေမှာဆိုရင်စကားသင်တာရောတုံးတာကပို့များရဲ့ပေါ့နော် ပြီးတော့နောက်ဆုံးចောင်းရင်းငံတရက်ဖြစ်တာကကြတော့လူမှုအလွာဒါကဆိုလို့ရှိရင်ကြတော့စီးပွားရေးတွေပညာရေးတွေကျန်းမာရေးနိုင်ငံရေးနဲ့ပဲအသီးသီးကအသိပညာရှင်တွေအသက်ပညာရှင်တွေကမြန်မာဘာသာစကားမှာသူတို့ကအင်္ဂလိပ်ဘာသာကိုရောပြီးတော့သင်ကျေစွာအသုံးပြုရပေါ့နော်ဒါကဆိုလို့ရှိရင်စီးပွားရေးဆိုလို့ရှိရင်လည်းသူရဲ့စီးပွားရေးနဲ့ပင်တဲ့သက်ဆိုင်တဲ့စကလုံးတွေတုံးနေပညာရေးဆိုလို့ရှိရင်လည်းပညာရေးနဲ့ပင်တဲ့သက်ဆိုင်တဲ့စကလုံးတွေတုံးနေပေါ့နော်ဒါကဆိုလို့ရှိရင်ဒီနယ်ပယ်ဒီလူမှုအလွာအတွင်းမှာရှိနေတဲ့လူတွေကပဲနားရတဲ့နိုင်ငံဖြစ်ပြီးတော့သူရဲ့ဒီလူမှုအလွာအတွင်းမှာမဟုတ်တဲ့တခြားသောအဲ ်လူတယောက်ကကြားလိုက်မယ်ဆိုလို့ရှိရင်တော့သူ့အတွက်ကနားလည်ဖို့ခက်ခဲပေါ့နော်ဥပမာနဲ့ဒီမှာပေးအဥပမာအနေနဲ့ပေးထားတဲ့စာကြောင်းတွေကဆိုလို့ရှိရင်ယောဂဖြစ်စီရဲ့ capable တွေက pathogens တွေဖြစ်တယ်ဆိုလို့ရှိရင်ဒီ biological ကိုလေ့လာနေတဲ့သူတွေက နဲ့ကပို့ပြီးတော့ရင်းနှီးမယ်ပေါ့နော်တခြားသောအဲဘာသာရပ်ကိုလေ့လာနေတဲ့လူတွေအတွက်ဆိုလို့ရှိရင်တော့နားလည်ဖို့ခက်ခဲပါလိမ့်မယ်ပြီးတော့နောက်တစ်ခုအဒုတိယဥပမာအနေနဲ့ဆိုရင် chloroquine ကမဖျားကုသခံရတဲ့သူတွေကိုကုသဖို့အသုံးပြုတဲ့ဆေးဝါးတစ်မျိုးဖြစ်တယ်ဒါရီကဆိုလို့ရှိရင်လည်းဒီကျန်းမာရေးပေါ့နော်အဲကျန်းမာရေးဘိုင်းမှာလုပ်နေတဲ့လူတွေနဲ့ဆိုလို့ရှိရင်ပို့ပြီးတော့ရင်းနှီးကျွမ်းဝင်နေမယ်အဲစကားသုံးလို့ဖြစ်တဲ့စကားတင်ကြတာရောသုံးတာဖြစ်တယ်ပေါ့နော် ကျတော့ဒါကတော့စကားသင်္ကေတရောသုံးတာနဲ့ပတ်သက်ပြီးတော့သူ့ရဲ့ဘယ်လိုမျိုးရောသုံးတာလဲဆိုရယ်အကြောင်းရင်းတွေကိုပြောပြပေးသွားတာပဲဖြစ်ပါတယ်။ဒါမှဆိုလို့ရှိရင်ကြီးလိုက်မယ်ဆိုရင်ဒီအရေးသဏ္ဍာန်နဲ့ရေးတဲ့အခါမှာဒီစကားသင်္ကေတရောသုံးထားတာတွေကမျိုးလုံးထဲမှာကြီးလိုက်တယ်နဲ့တန်းပြီးတော့ထင်းနေပြီးတော့တိတာရယ်ပေါ့နော်။အဲပြီးလို့ရှိရင်တစ်ခါလေးမှာဆိုလို့ရှိရင်လည်းစကားသင်္ကေတရောသုံးတဲ့အခါမှာဒီလိုမျိုး စကားလုံးတွေကိုအင်္ဂလိပ်လိုသူရဲ့မူရင်းဘာသာစကားတိုင်းရေးရမျိုးမဟုတ်ဘဲနဲ့ကိုရဲ့မိခင်ဘာသာစကားပုံစံမျိုးရေးရမျိုးလည်းရှိရပေါ့တော့ဥပမာမြန်မာလိုအတန်အတွက်အနေနဲ့ပြောင်းရေးရမျိုးလည်းရှိရဲလူမျိုးချင်းရဲ့ခါမှာဆိုလို့ရှိရင်လည်းသူသူရဲ့ဒီစကားလုံးကစကားတင်နေတာရောတုံးထားရဲတခြားဘာသာစကားဖြစ်တယ်ဆိုတာကမျိုးလုံးထဲမှာသိတာထင်ရှားနေရပေါ့နော်ဒါကတော့စကားတင်နေတာရောတုံးတာနဲ့ပတ်သက်ပြီးတော့ပြောသွားရပဲဖြစ်ပါတယ် အာကိုဒီစကားသင်္ကေတအပိုင်းပြောပြီးသွားပြီဆိုတော့နောက်ထပ်အနေနဲ့ကတော့ဒီမွေးစားစကားလုံးပေါ့နော်မွေးစားစကားလုံးဆိုတာကကြာတော့ခုနကတော့စကားသင်္ကေတတွေဒီလိုမျိုးစကားသင်္ကေတတွေကိုသုံးတာကအသုံးရှိကြလာမယ်ပြီးရင်ဒီလူမှုမြေပေါ်မှာအသုံးတွင်ကျလာတဲ့အခါမှာဆိုလို့ရှိရင်မွေးစားစကားလုံးအနေနဲ့ပြောင်းသွားပါတယ်ဘယ်လိုမျိုးလဲဆိုရင်မော်တော်ကားတယ်လီဖုန်းရေဒီယိုကွန်ပျူတာအင်တာနက်ဆိုလို့ရှိရင်ဒါတွေကမွေးစားစကားလုံးဖြစ်တယ်ပေါ့နော်ဒီစကားလုံးတွေကိုဆိုလို့ရှိရင် ဒီမွေးစားစကားလုံးလို့ပြောရတာကဒီမြန်မာစကားမှာဆိုလို့ရှိရင်လေဒီမော်တော်ကားကိုကြည့်လိုက်တိုင်းခါလို့ပဲခေါ်ရတခြားသောမြန်မာမြန်မာစကားအနေနဲ့ခေါ်ရမျိုးဆိုလို့ရှိရင်ဒီမြန်မာစကားအပိဓာန်ထဲမှာရေးထားတဲ့အခြေတဝင်ရှင်းပြထားတဲ့အဓိပ္ပာယ်မျိုးတွေပဲရှိရပါတော့ဒီလိုအဓိပ္ပာယ်မျိုးတွေဆိုလို့ကိုကိုရှင်ဆိုလို့ရှိရင်လေဒီ ပုံမှန်ပြောနေချင်တာအဲစကားဝါနေမှာသုံးလိမ့်မရှိပဲနဲ့ဒီလိုမျိုးမွေးစားစကားလုံးဖြစ်တဲ့ motorcar တို့ telephone တို့အတိုင်းပဲသုံးပြရပေါ့နော်တရကဝကြအနေနဲ့ဆိုလို့ရှိရင်တော့ကားပိတ်နေတဲ့ဖြစ်ချိန်ထားသောနေရာသို့နောက်ကျရင်ရောက်သွားသည်အဲဒီဝကြမှာဆိုလို့ရှိရင်ကားဆိုရယ်မွေးစားစကားလုံးကိုထည့်သွင်းပြီးအသုံးပြုထားရပေါ့နော်ပြီးတော့ဒုတိယဝကြအခါကျတော့အဖိုးဒီရေဒီယိုမှသတင်းများကိုလာထောင်နေသည်ဒီဝကြမှာဆိုလို့ရှိရင်ရေဒီယိုဆိုရက်ဒီမွေးစားစကားလုံးကိုထည့်သွင်းပြီးအသုံးပြုထားရပေါ့နော်ပြီးတော့ တတိယမြောက်ဆန်ကျောင်းလေးရဲ့ကတော့ in our register scale 6.3ခန့်ရှိရဲ့မြင်ကလေး6ချိန်ခန့်ဆက်၍လှုပ်ရှားခဲ့ကြ။အာအလုံးမဲ့ဒီစာကျောင်းမှာဆိုရင်ဘယ်စကလုံးကမွေးစားစကလုံးဖြစ်မယ်လို့ထင်လဲပေါ့နော်။မွေးစားစကလုံးကတော့ဒသမဆိုတဲ့စကလုံးပဲဖြစ်ပါတယ် ဒါကကြတော့ဘယ်ကနေမွေးစားထားရလဲဆိုရင်ပါဠိစကားလုံးကနေပြီးတော့မှမွေးစားထားတဲ့စကားလုံးဖြစ်တယ်ပေါ့နော်ဒါကဆိုလို့ရှိရင်အရန်ကိုအသုံးတည်ကြဒီစကားပြောတဲ့အခါမှာဆိုလို့ရှိရင်6တသမဘလောက်ဆိုပြီးတော့တသမကိုသုံးတာဖြစ်တဲ့အတွက်တစ်ခါလေးမှဒီစကားကမွေးစားစကားလုံးလို့တော့မထင်ရည်လုံးဝကိုအသုံးတည်ခြင်းနေတဲ့အခါမှာကိုယ့်ရဲ့မွေးစကားလုံးလို့ထင်မိရမျိုးရှိရတယ်ပေါ့နော် ်ဆိုတော့ဒီမွေးစားစကလုံးကဆိုလို့ရှိရင်အတုံးရှေ့ကြရဲ့အတုံးတွေ့ကျယ်လာရဲ့အဲစကားတင်ဂီတာကနေပြီးတော့မှသူကပြောင်းသွားတဲ့ပုံမျိုးပေါ့နော်ဒါကမွေးစားစကလုံးဖြစ်ပါတယ်ဆိုတော့ခုနကတော့စကားတင်ငင်တာနဲ့ပတ်သက်ပြီးတော့လေပြပြပြီးသွားပြီးမွေးစားစကလုံးနဲ့လည်းပြပြပြီးသွားပြီးဆိုတော့နောက်ဆုံးအနေနဲ့သူတို့ရဲ့ကွဲပြားခြားနားချက်တွေကိုအနှစ်ချုပ်အနေနဲ့ပြပြပေးခြင်းပါတယ် နည်းဆုံးအနေနဲ့ဆိုလို့ရှိရင်ခုနကစကားတင်ဂီတစကားတင်ဂီတမှာဆိုလို့ရှိရင်သူကအဲခုနကပြောခဲ့အချောင်းရင်းငါးရဲ့ပုံမှာမူတည်ပြီးတော့တုံးနေပေါ့နော်ဒီဘက်ကမွေးစားစကလုံးကကြာတော့သူကကြာရှည်စွာဒီကြာရှည်တင်ကျဲစွာတုံးဆွဲလာကြအောင်လူတိုင်းတုံးနေအဲသူကြောင့်ကားကြောင့်ပြောနေခါမှာဆိုရင်သူမွေးစားစကလုံးပြတဲ့ကားကိုတုံးနေအဲ့လိုမျိုးနေပဲတိတိမှာဒီစကလုံးကိုကအသုံးပြုရယ်ပေါ့နော်ပြီးတော့အဲစကားတင်ကြီးတကဆိုလို့ရှိရင်ဒီသက်ဆိုင်ရာနယ်ပယ်ကလူတွေပဲနားလေခုနကရှေးကအဲဥပမာအနေနဲ့ပြောသွားလို့မျိုးဒီ ကျမရဲ့နေပင်မှာ၃၀စက္ကလုံးလေးကိုဆိုလို့ရှိရင်သူ့ရဲ့နေပင်မှာပဲရှိရလူတွေကနားလဲပြီးတော့တခြားသောနေပင်မှာရှိရဲ့အဲမရင်းနီးရဲ့လူတွေအတွက်ဆိုလို့ရှိရင်တော့နားလဲဖို့ခက်ခဲပေါ့နော်ဒါပေမဲ့မွေးစားစက္ကလုံးကကြာတော့တနိုင်ငံလုံးမှာရှိရဲ့လူတွေကပြောဆိုသုံးဆွဲရမလို့လူတိုင်းကနားလဲပါတယ်ဥပမာဒီမြို့ပြမှာဆိုလို့ရှိရင်လဲကားလို့ပြောရင်တည်တယ်လို့ဂျေးလက်ဒေတာမှာနေရဲ့လူကိုကားလို့သွားပြောရင်လဲဘယ်ဟာကကားလဲဆိုတော့သူ့ရဲ့မျိုးလုံးနဲ့မှတန်းပေါ်ရဲသူတို့ကတန်းပြီးတော့နားလဲတယ်တည်ကြရဲပေါ့နော်ပြီးတော့နောက်ဆုံးချက်ကကြာတော့ဒီ စကားတင်နေတာကဆိုရင်မွေးစားစကလုံးကိုအစင်ကိုမရောက်သေးရဲ့မျိုးဘာသာကြားစကားဒီစကားတင်နေတာကိုသုံးမယ်ဆိုလို့ရှိရင် तू ကခုနကမှရှေ့မှာလည်းပြောခဲ့တယ်လို့မျိုးအရေးတရံမှာဆိုရင်သူ့ကိုစကားတင်နေတာအနေနဲ့ရောသုံးထားတာအရန်ကိုတိကျတိကျရပေါ့နော်ဝါကြတစ်ခုကိုကြည့်လိုက်မယ်ဆိုရင်ဒီစကားတင်နေတာကိုသုံးထားရဆိုတာကမျိုးလုံးထဲမှာထင်းထွက်နေရမျိုးအဲတိတာရေပေါ့နော်ဒါပေမဲ့မွေးစားစကလုံးကဆိုလို့ရှိရင်ကျတော့အသုံးတွေ့ကြလာတဲ့အခါမှာတခါတလေမှာခုနကတော့ဒီမွေးစားစကလုံးနဲ့ပတ်သက်ပြီးပြောခဲ့တဲ့ အာတနကနံပါတ်3လိုမျိုးပေါ့နော်အရင်အသုံးတွေ့ကျလာရဲ့အခါမှာဆိုလို့ရှိရင်တစ်ခါလေးမှအရေးစတဲ့နဲ့ရေးထားရင်တော့မှအော်ဒီစကလုံးကမွေးစားစကလုံးပါလားဆိုပြီးတော့မထင်ရတော့တဲ့အထီကိုအဲဒီနိုင်ငံမှာရှိတဲ့လူတွေနဲ့လုံးဝကိုရင်းနှီးနေရပြောဆိုသုံးစွဲနေတွင်ကျရာမျိုးဖြစ်တယ်ပေါ့နော်ဒါကဆိုလို့ရှိရင်တော့ကျမအနေနဲ့ထင်မြင်မိရဲ့စကားတင်နေတာနဲ့မွေးစားစကလုံးတွေအခွဲပြားခြားနိုင်ချက်ဖြစ်ပါတယ်ဆိုတော့ဒီနေ့မှာဆိုလို့ရှိရင် မွေးစားစကလုံးနဲ့စကားသင်ခဲ့တာကဘယ်လိုမျိုး क्वे ပြချနာလဲဆိုတော့အခုတာတာကဝကြရီကိုနောက်ဆုံးမှာ क्वे ပြချနာရတဲ့အနေနဲ့ကျွန်မအချင်းမြင်နေကိုဟိုပြောဆိုဆွေးနွေးကြရဖြစ်ပါတယ်အခုလိုမျိုးအဆုံးထိနားထောင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ရှိပါတယ်